မင်္ဂလာပါခလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့မိုက်မဲတော်ဝုန်ပလွေဟိုးတခါတော့ငါတောင်အုပ်ကြီးခုထဲမှာနေထိုင်နေဝုန်ပလွေတကောင်ဟာလူနေအင်ဂျီတွေနဲ့မနီးမဝေးတောအဆက်ကိုသူ့အဖော်တွေတဲကခွဲထွက်ပြီးလာခဲ့တာပေါ့ ိုခွေးထွက်လာရခြင်းကတော့ရွာအနီးကိုချင်းကဲပြီးနွားချင်တွေကနေနွားပေါက်ကလေးတစ်ကောင်ကိုဆွေးယူကိုက်ချင်လို့ပဲဖြစ်တာပေါ့ကွယ်ဝင်းပလွေဟာညအမောင်ရောက်တဲ့အခါမှာတော့ရွာမြေကိုတိတ်တဆိတ်ချင်းကဲပြီးနွားချင်တစ်ချံကို သွားချောင်းမာတော့တယ် န်ကောင်းထောင်းမစွာနဲ့နွားချက်လေးကနွားပေါက်ကလေးတစ်ကောင်ကိုကြိုက်ချီဆွဲယူလာနိုင်ခဲ့တာပေါ့နွားပေါက်ကလေးခမညာအံ့အားတဲ့ထိတ်လန့်နေုံသားမကနာကျင်မှုဝေဒနာကိုပါခံစားရတာကြောင့်သူမိခင်နွားမကြီးကိုတန်တာပြီးအော်ဟစ်ရုံးကန်နေတာပေါ့ကွယ် ီလိုအော်ဟိတ်ရုံးကန်ရင်ဝင်းပလေဆွဲခွက်ရာနောက်ပတ်သွားရမှာတော့တယ်နွားပေါက်ကလေးရဲ့အော်တန်းကြောင့်နွားချံတစ်ချံလုံးရရုပ်တသေးဖြစ်ပြီးနွားချံပိုင်ရှင်သာမကရွာတွေကလူတွေလည်းနိုးလာခဲ့ကြတာပေါ့ကွယ်နွားကျင်ပိုင်ရှင်နဲ့ရွာသူရွာသားတွေဟာ မီးတုပ်ကိုစီ တာလှန် ဝါးချွန်လက်နဲ့တွေကိုဆွဲကင်ပြီးနွားကလေးရဲ့သွေးဆက်ကိုချေရခံလိုက်ကြတာပေါ့ဝင်းပလွေဟာသူ့အစာဖြစ်တော်မဲနွားပေါက်ကလေးကိုကြိုက်ခဲရင်သူ့ပုံခိုတဲ့နေရာရောက်အောင်ဆွဲယူနေတော့တယ်ဒီချိန်မှာပဲနွားပေါက်ကလေးဟာအတွေ့တစ်ခုစဉ်းစားမိတယ် ဝင်ပလွေဟာငါအော်ပြီးဆိုရင်ငါ့ကို အတင်းကိုက်ပြီးဆွဲတယ်ငါအတင်တိတ်သွားရင်သူပြဲ့ညိန်သွားတယ်ဒီတော့မလွတ်နိုင်မန်တီရဲ့နေရုံနေအော်နေရင်ငါအตาပုံနာမှာပဲဒီတော့သူဆွဲခေါ်ရကို တတိတ်လေးလိုက်သွားပြီးတတိတ်လေးပဲလိုက်သွားရင်တတတာလိမ့်မယ် တည်ကြတယ်ငါလွတ်ရလွတ်ကြောင်းအတွက်ကြံစီရမယ်နွားဖုတ်လေးဟာဒီလိုတွေးမိတာပေါ့ဝင်းပလွေဟာသူ့ပုံခိုတဲ့နေရာရောက်တဲ့အထိနွားပေါက်ကလေးကိုဆွဲခုန်သွားနိုင်ခဲ့လေတော့ပိုင်နိုင်တဲ့သူ့လောက်ရဲ့အတွက် သူဟာဂုံယူမဆုံးဖြစ်နေတာပေါ့ကွယ် နေရာတော့ရောက်ပြီဒင်းကိုဆွဲခေါ်လာရတာအတော်လေးပင်ပန်းတာဒါပေမဲ့ပင်ပန်းရကျွတ်ပါတယ်လေနွားနှုတ်လေးရဲ့အတောင်းကိုတဝတပြင်းကစားရတော့မေငါဟာငါအဖို့အုပ်စုကနေခွဲထွက်လာတာမှန်သွားပြီ မဟုတ်လို့ကတော့ဒီနွားပေါက်ကလေးကို အများကဝိုင်းဖွဲ့စားကြမှာ ဝင်ပလွေဟာသူ့အတွေ့နဲ့သူကျင်းနဲ့နေချိန်မှာနွားပေါက်ကလေးကတော့အသက်ဘေးကလွတ်ဖို့အတွက်အကြံထောက်နေတဲ့မကြခင်မှာပဲနွားပေါက်ကလေးရဲ့ခေါင်းလေးကို အကြံတစ်ခုဝင်လာတယ်။အသင်ဝင်ပလွေခင်ဗျားချက်ကိုတတ်စားတော့မှလား။ ားဖို့မင်းကိုခေါ်လာတာပေါ့မင်းကိုပင်ပင်မမတ်နဲ့ဖမ်းခေါ်လာတာစားမလို့ကလွဲရင်ဘာဖြစ်နိုင်အောင်မလဲကွာကျုပ်မတည်ခင်မှာဆန္ဒတစ်ခုကိုပြောပါမယ်ကျုပ်ပြောတာခမညာလိုက်ရုပ်ပြီးကောင်းမေဗျာပြောကြည့်လေကွာမင်းကငါဆွဲခေါ်တဲ့အခါပထမတော့ရုံးကန်អော်ဟစ်တယ် ပြီးတော့အตาတကြီးလိုက်ခဲ့တာဆိုတော့မင်းပြောမဲ့ကိစ္စကိုလိုက်ရောပေးတင်လိုက်ရောပေးရမှာပေါ့ကဲပြောဒီလိုပါဗျာကျုပ်ရဲ့အမေကပြောဘူးတယ်ခမားတို့ဝင်ပလွေတွေဟာတချင်းဆိုတာတိတ်ကောင်းတာပဲဆိုကျုပ်မေပြောတာဟုတ်မဟုတ်ကျုပ်မသေးခင်လေးတိတ်သွားချင်လို့ပါ ကိုတချင်းလေးစို့ပြပါလားဗျာတကယ်တော့ဝင်းပလွေတွေဟာဥပဲဥတက်ကြတဲ့မျိုးနွယ်တွေပေါ့ဒါကို ဝင်းပလွေဟာမခွဲခြားတတ်ပဲသူတို့မျိုးနွယ်ကတချင်းစို့ကောင်းနေဆိုတာကိုနွားပေါက်ကလေးကပြောတော့ကြိတ်ပြီးသဘောကျနေတာပေါ့မင်းကငါတချင်းစို့ပြတာကိုနားဆင်ချင်တာပေါ့ င်နာပေါ့ဗျာကျုပ်ဘဝမှာခမရဲ့တချင်းဆိုတဲ့ကြားလိုက်ရလို့ကတော့တပြော်ကြီးကိုတည်ရဲသွားပါလိမ့်မယ်ဟေးဟုတ်လားဒါဆိုလဲနားထောင်ပေါ့ကွာဒီလုံးနေဝင်ပလွေဟာစတင်ပြီးဥပြတော့တာပေါ့ဝင်ပလွေဟာပြပြဆွဆူပဲနှုတ်တီးကိုထောင်ပြီးဥပါတော့တယ် သူစိတ်ထဲမှာတော့သူ့ရဲ့ချင်းစုံတန်မော့ကွယ်ဝင်ပလူရဲ့ဥဒဏ်ကြောင့်ရွာသူရွာသားတွေဟာဝင်ပလူရှိတဲ့နေရာကိုခတ်မှန်မိသွားကြတော့တယ်။ကိုင်းဘနဲ့လေငါရဲ့တချင်းဆိုတဲ့နားထောင်လို့ကောင်းနေမဟုတ်လား။ းနာဗောဗျာနားတဲ့ကိုစိတ်သွားတာပဲကြားပြီးရင်ကြားချင်းတလို့ဆိုနောက်တစ်ပုတ်လောက်နားအရသာခံချင်ပါသေးရဲ့ဗျာစိတ်ချစိတ်ချကြားချင်းသည်။နားစင်ပနာပြီးနောက်တစ်ပုတ်ဝင်းပလွေဟာနောမောက်ကလေးရဲ့ပြည့်ရဲ့ကိုနားမလဲပဲမြောင်ပင်မှုအပေါ်တာယာသွားပြီး ဥတန်ပေးကတပုတ်ဘီတပုတ်ဆိုသလိုမြောင်ပင်းမှုတွေကြားမှာဝင်ပလွေဥတန်ဟာအဆက်မပြတ်ပေါက်ထွက်နေတာပေါ့ကွယ်ဒီလိုနဲ့ရွာတဲ့ကနွားပေါက်လေးနောက်ကို လိုက်လာတဲ့ရွာသူရွာသားတွေဟာဝင်ပလွေရဲ့အဆက်မပြတ်ဥတန်ကြောင့်ဝင်ပလွေရှိရာကိုဆိုင်ဆိုင်မြိုင်မြိုင်ရောက်သွားတာပေါ့ကွယ် ဟိုမှာဝင်းပလေးဟိုမှာဝင်းပလေးနောက်ပေါက်ကလေးလည်းရှိတယ်ဟေးနောက်ပေါက်ကလေးကို तू မဆောက်ရသေးဘူးဒီလိုနေရာသူရာသားတွေဟာ နောက်ပေါက်ကလေးကိုလည်းတွေးရောဝင်းပလေးကိုသူနဲ့ရိုက်ကြတာပေါ့ကွယ်ရသူရသားတွေရဲ့လက်ချမ်းနဲ့မျက်စိစုံမှိတ်ပြီးဥလို့ကောင်းနေတဲ့ဝင်းပလွေဟာအသက် ဆုံးရှုံးသွားရတာပေါ့ ညံကောင်းတဲ့နွားပေါက်ကလေးလေဝင်းပလွေရဲ့ရင်ကနေလွတ်ခဲ့တာပေါ့ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်တကယ်တော့ကိုဘွားကိုအချင်းနေမှန်ကိုမသိဘဲမြောင်ပင်မှုအပေါ်တာယာသွားမိရင်အသက်တောင်ဆုံးရှုံးရတတ်တဲ့အဖြစ်ကိုဒီပုံမြင်လေးကိုနားထောင်ပြီးသင်ငန်းစာယူတက်မယ်ဆိုညာစွာအကျိုးရှိမှာပါကွယ် နွားပေါက်ကလေးလိုလဲအသက်အငယ်နဲ့ကြုံတွေ့ရတဲ့အခါစိတ်အေးအေးထားပြီးအသက်ဘေးကလွမြောက်အောင်ဘလို့ကြံစီရမလဲဆိုတာလဲစဉ်းစားရမယ်နော်ဒီနေ့တော့ဒီလောက်ပါပဲကွယ်